ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လည်းဘေးနားအလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။အားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးတော့ video အသစ်တွေတနင်္လာသိရှိနိုင်အောင်လည်းဘေးနားအလို့ဒီခေါလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။ဒီကဲနှိုးရဲ့လောပါစိတ်ကာလူရင်ဒီတော်ရဲမှာတစ်သီးတွေတည်းရဲ့အပင်ဆိုလို့တပင်ပဲရှိ။အဲ့ဒီပင်အသီးတွေအချားငက်မဆောင်နှိမ့်တားရမယ်။ကိုကြီးအချားငက်တွေသာအဲ့ဒီပင်အသီးတွေမစားကြအောင်ဆိုရင်ငါတို့ဆောင်းတွင်းကာလအောင်အေးစိဖြတ်တန်းနိုင်မှာငါတို့နီလန်တစ်ခုခုရှာရမယ်။အဲ့နောက်မှာတော့ဒီကဲကာလူကစပါးစီတွေယူသွားပြီး ငတ်မလေးတိုနီစီထွက်သွားပါယ်။ကိုရောက်တော့တိုနီကိုအခုလိုပြောလိုက်ပါယ်။ငတ်မလေးရေငတ်မလေးတောင်တန်းတွေကြာကိုထဲမှာစပားစီတွေအများကြီးကျနေဒီမှာကြည့်ပါအောင်ငါအခုလေးနဲ့အဲ့ဒီကိုကစပားစီတွေယူလာတာအခုပြောနေရတာတကယ်မှန်ပဲလားဟုတ်တယ်ငတ်မလေးမင်းတငယ်ချင်းတွေပါအတူခေါ်သားပြီးအဲ့ဒီကိုကအစားသွားယူကြပါအဲ့ဒီချိန်မှာတော့ငတ်မလေးတိုနီကမစ်တူးနဲ့ကျစ်တူရေးစီအမြန်သွားလိုက်ပါမစ်တူးနဲ့ကျစ်တူရေး ငါ့ကိုကြီးကန်းကလူကဂူထဲမှာအစာတွေအများကြီးရှိတယ်လို့လာပြောပြသွားတယ်။ဒါလေငါတို့လည်းဂူထဲကနေအစာသွားယူကြရအောင်လေ။ငှက်မလေးမြန်မြန်သွားရအောင်ငါရမ်းပိုက်စားနေပြီ။ငါလည်းမနေ့ကနေကဘာမှမစားရသေးဘူးငှက်မလေး။ခုံကြီးငါနဲ့အတူအမြန်လိုက်ခင်အောင်ငါအဲ့ဒီငှက်တွေကိုအမြင့်ဖြတ်ပြဖို့နီးလန်းတစ်ခုရှာထားတယ်။ဘလို့နီးလန်းမျိုးလဲကလူကြီးတမောင်လည်းပြောပြပါအောင်။ငါငှက်တွေကိုလိမ်ပြောပြီးဂူထဲကိုအစာသွားယူဖို့လွှတ်လိုက်တယ်။ငှက်တွေအကုန်လုံးဂူထဲရောက်သွားပြီဆိုရင်ဂူကိုအပြင်ကနေပိတ်လိုက်မယ်။ ဟာဟာအဲ့ဒီအနေနဲ့သူတို့အားလုံးကူထဲမှာပိတ်လောင်ခံရလိမ့်မယ်။အဲ့ဒါဆိုရင် ကျမတို့နှစ်ယောက်ပဲအတီးချူချော်လေးတွေအေးအေးချေချေစားလို့ရပြီ။အဲ့ဒီနောက်မှာတော့ကာလူနဲ့ကိုကြီးကငှက်တွေရဲ့နောက်ကနေခြေရာခံပြီးတိတ်တိတ်လေးလိုက်သွားပါတယ်။ငှက်တွေအားလုံးကူထဲရောက်တာနဲ့ကာလူနဲ့ကိုကြီးကကူအပေါက်ကိုကြောက်တုံးတုံးနဲ့ပိတ်ပြလိုက်ပါတယ်။အကိုကျက်တူရဲ့ဒီထဲမှာဘာအစာမှလည်းမရှိဘူး။စပားစိတ်လည်းမရှိသလိုတောက်စရာကြီးလည်းမရှိဘူး။ဟိုကြီးကမရငါတို့လိန်ပြောတာနေမယ်။ ိုကြီးကဲမကောင်းတာတခုခုကြံစီနေရဖြစ်မယ်။ငါတို့ဒီကူတွေကနေအမြန်အပြင်ထွက်မှရမယ်။သူတို့ကူတွေကနေအပြင်ထွက်ဖို့လုပ်တဲ့အချိန်မှာကူပေါက်ကြီးပိတ်နေရမြင်တော့ကြောင်အသွားပါရဲ့။ကူပေါက်ပိတ်သွားပြီ။အပြင်ကနေတယောက်ယောက်ပိတ်လိုက်တာဖြစ်မယ်။ကျက်တူတွေလည်းငိုပါအောင်ရယ်။ငါတို့ဒီကူထဲမှာအစာငတ်ပြီးတရားတော့မလား။ဒါတော်တော်မတ်ရိုင်းတာပဲ။ဟိုကြီးကငါတို့မကောင်းကြံလိုက်တာ။အကိုတို့ဘာမှမပူပါနဲ့။သူတပောက်မကောင်းကြံသူတို့ကိုယ်တိုင်မကောင်းတာပြန်ခံစားရတယ်။ စစကားလို့ဒီအသီးချိုချိုလေးတွေကိုစားငါတို့အပြင်ဒီအသီးချိုလေးတွေအခြားစားမဲ့သူတွေမရှိတော့ဟာသူတို့အားလုံးဒီကူထဲမှာတည်ကြရလိမ့်မယ်အဲဒီနောက်မှာတော့ကာလူးနဲ့ကိုကြီးတို့ဟာတစ်သီးတွေကိုစိန်ရှိရှိစားနေကြပါအဲဒီလိုနဲ့နှစ်ရက်တာကုံဆုံသွားပါငငမာလီရဲ့မစ်တူရဲ့ကျက်တူရီတို့ကကူထဲမှာစားလောင်နေကြရှာပါကျက်တူရီလည်းငုံငိုပြီးကူထဲမှာပြန်တန်းနေပါအဲ့လိုနဲ့တနည်းအားရောက်တော့ ြက်တူတွေကအလွန်အံ့ဩသွားပါယ်ကူထဲမှာစပါးစီတွေနဲ့အသီးတွေအများကြီးရှိနေတာတွေ့သွားလို့ပဲဖြစ်ပါယ်သူ့တငယ်ချင်းတွေကိုလည်းအော်ခေါ်လိုက်ပါယ်တငယ်ချင်းတို့ကြီးမြင်မြန်လာကြတီယိုမြင်မြန်လာကြငှက်မလေးနဲ့မေတူတို့လည်းကြက်တူတွေနောက်ရောက်လာကြပါယ်မေတူရေဒီမှာစပါးစီအများကြီးပဲငါတို့တော့အသက်ရှင်နိုင်ပြီငါတို့ဒီစပါးစီတွေစားကြရအောင်ပြီးတော့ဒီယိုရဲ့ယူတော့မယ်အဲလိုနဲ့300လုံးကစပါးစီတွေအားရပါးရစားကြပါယ် အဲလိုနဲ့အချိန်တွေတဖြည်းဖြည်းကုန်ဆုံးလာကအပင်ပေါ်မှာလည်းသစ်သည်တွေမရှိတော့ပါဘူး။ကာလူရင်ဒီပင်ပေါ်အသည်တွေတော့ကုန်သွားပြီ။ငါတို့အခုပါရေးသွားဆရတော့မှာလေ။ခုံကြီးလာတောင်းတရားအချားတနေရာသွားကြရအောင်။သူတို့လည်းဟိုဘက်သွားလိုက်ဒီဘက်သွားလိုက်နဲ့ဒါပေမဲ့ဘာအစားမှမရကြပါဘူး။ကာလူငါတို့တော်တော်မကောင်းတာလုပ်ခဲ့ရပဲ။ငါတို့ရဲ့တငယ်ချင်းတွေလည်းတက်ပြစ်ခဲ့။အခုတော့ငါတို့လည်းအစာငတ်ပြီးတေးရတော့မယ်။ညမလေးသာအသက်ရှင်နေမယ်ဆိုရင် သူတို့နီးလန့်တစ်ခုရအောင်ရှာကြမှာကာလူရေညက်တွေအသက်ရှိသေးလားတည်သွားကြပြီလားဆိုတာတစ်ခါတော့သွားကြည့်ကြရအောင်အဲဒီနောက်မှာတော့ကာလူနဲ့ကိုကြီးတို့ကဂူနာကိုရှောက်လာကြပါဂူရှိယာတက်သားကြောင့်နေနဲ့ကြောက်တုံးကြီးကိုဖဲလိုက်ပါဂူထဲမှာငှက်မာလီမစ်တူနဲ့ကျက်တူရီတို့အသက်ရှင်နေကြကိုမြင်တော့သူတို့မျက်စိကိုသူတို့မယုံနိုင်ဖြစ်သွားကြပါငှက်ကလေးတို့ရေငှက်ကလေးတို့အားလုံးအသက်ရှင်နေသေးရလားဟုတ်တယ်ညီတို့နှစ်ယောက်ကတော့ငါတို့အသက်ပြစ်နိုင်ဖို့အတော်လေးကြိုးစားခဲ့ကြတာ ဒါပေမဲ့ဖျားသခင်ကငါတို့အသက်ရှောင်လောက်ပြီးခဲ့တာငါတို့ဒီကိုယ်ထဲမှာနေရအတော်ပြောတယ်ဒီကနေထွက်သွားကြစမ်းဒီမှာငါတို့စပားစီလဲစားရတယ်ရေလဲတောက်ရတယ်ငါတို့ဒီကိုယ်ထဲမှာတည့်ရဲ့ဒီနေသွားတော့မှာနင်တို့နောက်တစ်ခါထပ်ပြီးဒီယိုလာဖို့ကြိုးစားမယ်ဆိုရင်နင်တို့ရိုက်ပြစ်မှာကာလုနဲ့ကိုကြီးတို့လည်းငိုယိုပြီးတော့အဲ့ဒီကနေထွက်သွားကြပါရဲ့ငမလေးရဲ့မစ်တူရဲ့ကျက်တူရွေးလေးတို့ကစောင်းရာတီကိုအဲ့ဒီကူထဲမှာဖျက်တမ်းကြပါရဲ့ တစ်ဖက်မှာတော့ကာလူးနဲ့ကိုရီတို့ကအစာလိုက်ရှာရင်လိုက်ရှာရင်နဲ့အခြားတောအုပ်တစ်ခုစီကိုထွက်သွားကြပါရင်ကဲမိတ်ဆွေတွေဒီပုံမြင်လေးကနေသူတပောင်းမကောင်းကြရင်ကိုကိုရိုင်းမကောင်းပြန်ခံစားရတတ်တယ်ဆိုတဲ့အသိကိုရရှိပါရင်အဲဒါကြောင့်အမြဲတမ်းအများကျိုးအတွက်စဉ်းစားကြရပါမယ်စိတ်ထားမကောင်းတဲ့ကြီးကဲရဲ့နောက်တာကြီးကဲကလူကတဏီယာမှာချက်ပါတီအပိုင်းလေးတစ်ပိုင်းတွေ့သွားပါရင်ကြီးကဲကလူလည်းထိုင်ပြီးအဲ့ချက်ပါတီအပိုင်းလေးစားနေပါရင် ငါအရင်ဆုံးမြစ်ထရနေရေနဲ့တောတောက်လာအောင်မယ်။ပြန်လာမှကျန်တဲ့ချက်ပါတီကိုစားတော့မယ်။ជីကန်ကလည်းထိုးထိုးတွေးပြီးမြစ်ထရရေကိုတောက်ဖို့ထွက်သွားပါ යි ။ជីကန်ကလည်းထွက်သွားပြီးမျက်မှောက်လေးချိုတီနဲ့သူ့မရဲ့သားជីကန်ကလည်းချက်ပါတီထိုင်ဆိုင်နေအောင်ရောက်လာကြပါ යි ။တားလိကူကူရဲ့ဒီချက်ပါတီပိုင်းလျာဒီညာဘလုံးရောက်လာလဲမသိဘူး။တရရထွက်ကြသွားနေမယ်။မမေတအားဒီချပါတီကိုစားလို့ရလာရင် အဲဒီနောက်မှာတော့ငှက်မလေးချိုတီဟာဟိုဘက်ဒီဘက်ကြိလိုက်ပိုင်းပဝင်းကျင်မှာဘသူမှမရှိပါဘူးအဲ့ဒါကြောင့်ငှက်မလေးကသူ့မိုင်းရီတောင်အခုလိုပြန်ပြောလိုက်ပိုင်းရတယ်သားလေးဒီနားမှာအမေတို့ရယ်လို့ဘသူမှမရှိကြအမေတို့ဒီချပါတီကိုစားလိုက်ကြမယ်အဲဒီလိုနဲ့ချိုတီနဲ့ကုကုတို့ကချပါတီကိုစားလိုက်ကြပိုင်းခဏကြာမှတော့ကြီးကန်းကလူတွေမြစ်ထရနေရေးတောက်ပြီးပြန်လာလိုက်ပိုင်းငှက်မလေးငှက်မလေးတန်နီဘယ်လိုလုပ်လိုက်တာလဲနေကငှက်ချပါတီကိုစားလိုက်ပြီ ဘလို့ဒီချပါတီကအကုတ်ဟာလားအေးပေါ့ငါဟာမဟုတ်တော့နေဟာဖျက်မှာလားနေပါလို့ငါချပါတီကိုစားလိုက်ရတယ်ငါနေကိုအလွတ်မပေးဘူးအကုတ်ကလူရင်ကျမအမားလုပ်ခဲ့မိပါရဲ့ဒီချပါတီကအကုတ်ဟာဆိုတာကျမဘလို့လုပ်သိမှာလဲရှင်ငါ့ကိုငါ့ရဲ့ချပါတီပြန်ပေးမဟုတ်ရင်ငါနေရံဖြစ်ဖို့အစဲသေးလုံးလိုက်တော့ဦးလေးကလူရဲ့တားရဲ့မိတော့ရံမဖြစ်ပါနဲ့နော်တားတို့ချပါတီပြန်ယူလာပေးပါမယ်အိမ်နောက်မှာတော့ငှက်မလေးချူတီနဲ့ဂူဂူတို့ကအဲ့ဒီနေရာနေထွက်လာကြပါ යි ။ သူတို့သားမီးနှစ်ယောက်ကတစ်ကိုင်းတစ်ကိုင်းပေါ်မှာစိတ်ငြိမ်စွာနဲ့ထိုင်လိုက်ကြပါ යි ။ဒါလေးဟိုကြီးကအမေတို့အလွတ်ပြီးမှမဟုတ်ဘူး။အမေတို့ကအဲ့ဒီကြီးကန်ကလို့ဘယ်ရချပါတူယူလာပေးရမှာလဲ။မမေသားတို့လူတို့နေထိုင်တဲ့အရက်စီကိုသွားကြမယ်လေ။အဲ့ဒီမှာတော့သားတို့ချပါတီရကောင်ရနိုင်ပါရဲ့။အဲ့လိုနဲ့သားမီးနှစ်ယောက်စလုံးလဲလူတွေနေထိုင်တဲ့အရက်စီကိုထွက်လာကြပါ යි ။ကီရှန်နဲ့သူ့ရဲ့မိမကျန်ဝီတို့ကလက်ကွက်ထဲမှာအလုံးလုံးနေကြပါ යි ။ ညမလေးနဲ့ကူကူတို့လည်းသူတို့နောက်သွားလိုက်ကြပါအမေကြီးရေအမေတို့စီမှာချက်ပါတီအပိုင်းစာလေးများရှိလားယရှိရဲ့ညမလေးရေကျမစီမှာချက်ပါတီအပိုင်းစာလေးရှိပါရဲ့ကျမခုပဲအိမ်ကြီးကနေချက်ပါတီပိုင်းလေးယူလာခဲ့ပြီးပါမယ်အမေကြီးရေကျမတို့ကជីကက်ကောင်တွေရဲ့ချက်ပါတီကိုမသိပဲစားလိုက်မိအခုတော့သူကကျမတို့ရန်ရှာနေပြီဟုတ်တယ်ညမလေးမင်းပြောတာမှန်ပါရဲ့ရန်ဖြစ်မဲ့အစားသူ့ကိုသူ့ရဲ့ချက်ပါတီပြန်ပေးလိုက်တာပဲကောင်းပါတယ် အဲ့ချက်ပါတီကြီးကန်ကလူဟာဆိုတော့တအားမသိခဲ့လို့ပါ ရော့ယူသွားပါဒီချက်ပါတီကိုယူသွားပါငှက်မလီတို့တောရီမှာစပားစီတွေမရကြဘူးလားလူရတီမှာတော့ကျမတို့စားဖို့တောက်ဖို့မပူရပါဘူးဒါပေမဲ့စားရတီမှာတော့စပားစီတွေရှာရတော်တော်ခက်ခဲတယ်ငှက်မလီနဲ့ငှက်မလီတငယ်ချင်းတွေအားလုံးမနှက်ပြန်စားပြီးကျမရဲ့အိမ်ဘက်ကိုလာကြပါနှက်ပြန်စားပြီးငှက်ကလေးတို့ ကျမစပားစီတွေပြီးပါမယ် ဒီစကားကြတော့ငမလေးတို့လည်းအရန်ဝမ်းသာသွားကြပါယ်ပြီးတော့ချက်ပါတီယူပြီးအဲ့နေရာနေထွက်လာကြပါယ်ရှော့ဒီမှာကြီးကန်းရင်နေ့ရက်ချက်ပါတီကိုပြန်ယူလိုက်ပါ ကြီးကန်းလည်းချက်ပါတီကိုမြင်တော့အလွန်အံ့ဩတော့ပါယ်နေ့ဒီချက်ပါတီကိုဘယ်ကနေရလာလဲငါကနေ့လိုခုပြီးယူလာခဲ့တာမဟုတ်ပါဘူးလေကွက်ပါရှယ်မိမစီကနေတောင်းလာ နောက်ပြီးနားထောင်မနေ့ပြန်စားပြီးငါကငါတငယ်ချင်းတွေနဲ့အတူအဲ့လေကွက်ပါရှယ်အဲကိုစပါးစီယူဖို့သွားမှာ ညမလေးအဲ့လိုဆိုငါလဲသွားမယ်လေငါလည်းနေရဲ့တငယ်ချင်းပဲလေနေချပါတီတာနေစားကြမှာသွားရအောင်တားလိကူကူကြီးအမေတို့ပြန်ကြရအောင်ညမလေးနဲ့သူမရဲ့သားလဲအဲ့နေရာနေပြန်လာကြပါယနောက်နေ့ရောက်တော့ညမလေးကကျက်တူရရဲ့အိမ်သွားလိုက်ပါယကျက်တူရငါတို့မနေ့ပြန်စားပြီးလက်ခွက်ပိုင်ရှဲအိမ်မှာစပန်းစီသွားယူကြမယ်တကယ်လားညမလေးညမလေးတကယ်ပြောနေရလားဟုတ်တယ်ကျက်တူရဒါပေမဲ့ငါတို့ကြီးကန့်အောင်တော့အတူမခေါ်သွား အဲ့နောက်မှာတော့သူတို့ကမစ်တူးစီကိုရှောက်လာပိုင်းကြီးကဲ့ရောငါတို့နဲ့အတူမလိုက်ဘူးလားမလိုက်ဘူးမစ်တူးကြီးသူကအမြဲတမ်းကျမတို့အနိုင်ကျင့်ကျင်တယ်မနေ့ကလည်းချက်ပါတီလေးနဲ့နဲ့အတွက်ကျမအတော်လေးရန်ရှာခဲ့တာအဲ့လိုနဲ့ငှက်တွေအားလုံးနဲ့လေခွက်ပိုင်ရှင်အင်ရောက်လာကြပိုင်းလေခွက်ပိုင်ရှင်မိမသူတို့အတွက်အင်ခေါမိုးပေါ်မှာစားစရာအစုံချပေးထားပိုင်းမနေ့ကတော့ကြီးကဲ့ကလူကချက်ပါတီကိုစားလိုက်ပိုင်းဒါပေမဲ့ဒီနေ့တော့သူမနဲ့ကနေရဘာမှမစားရသေးပါဘူး သူအစာလိုက်ရှာရင်နေရာတိုင်းမှာရေခဲတွေနဲ့ပဲပြည့်နေပါရဲ့သိပါပြီငါတို့အစာငတ်လို့သိရတော့မယ်အဲ့ဒီချိန်သူ့နာကိုမြစ်တူးကရောက်လာပါရဲ့တငယ်ချင်းဆိုတာနှက်မလေးချိုတီးလိုမျိုးဖြစ်ရတယ်သိလားကြည်ကဲဒီနေ့တော့နှက်မလေးရဲ့ကျေးဇူးကြောင့်ငါတို့အစာသုံးမျိုးတောင်စားရတယ်စပားစီတွေပြင်အသီးတွေပါစားရတယ်တကယ်လားမေထူရဲ့ငါလဲနှက်မလေးချိုတီးနဲ့မိတ်ဆွေဖွဲ့ခြင်းနေဒါပေမဲ့နှက်မလေးကစကားတော့မပြောဘူး တငယ်ချင်းဆိုတာတယောက်ရဲ့အစားတယောက်ကစားမိနေ့လို့ပြဿနာမရှောင်။ငါခုအရန်ပိုက်စာနေပြီမိတူရဲ့ခြေကျုပ်ပြီးငါ့အောင်လဲမနှက်ပြန်စားပြီးနင်တို့နဲ့အတူခေါ်သွားပေးဖို့ငှက်မလေးပြောပြပါအောင်။ငါ့အောင်ငှက်မလေးရပဲလှုပ်လိုက်တာ။ရော့ဒီမှာဟိုအင်းကနေနေ့အတွက်အတီးယူလာခဲ့မနှက်ပြန်စားပြီးနင်လဲငါ့အောင်နဲ့အတူလိုက်ရမယ်လို့ငှက်မလေးကပြောခန့်လိုက်တယ်။ဒါတော့ကြတော့ကြီးကန်လဲအရန်ကိုပြောသားကအတီးကိုစားလိုက်ပါ။နောက်နေ့ကြတော့ကြီးကန်ကလူလဲ လဲကွက်ပိုင်ရှဲအိမ်သွားပြီးအစာစားပါအောင်ရယ်ဒါပေမဲ့သူကငှက်မလေးကိုတော်တော်လေးအားနာနေခဲ့ပါယကြီးကန့်ကလည်းစားပါစားပါ အတူတူဝိုင်းစားရတာအတော်လေးရသားရှိကေကဲအခုလိုမျိုးစိတ်ဝင်စားကြငှက်ကတော်ပုံမြင်လေးတွေကိုကြည့်ချင်နေဆိုရင်တော့ကျမရဲ့ channel လေးကို like and subscribe လေးလုပ်ထားပြီးတော့ပုံမြင်အစ်စ်လေးတွေဒီတိုင်းသိရှိနိုင်လဲဘေးနားနိုတီခေါင်းလာလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်ရှင်ဒါဆိုရင်တော့နောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြပါမယ်နော်